โอเค laptop ကြီးอ่ะဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကျွန်တော်အမျိုးတွေကိုဘာပြောခြင်းလဲဆိုတော့ laptop ဈေးလေးတွေလည်းအချမ်းမြင့်ကျွန်တော်ပြောပြပေးသွားမယ်အဲအခုဘယ် laptop တွေကတော့ဘယ်ဈေးဖြစ်နေတယ်ပေါ့ဗျာပြီးလို့ရှိရင်တော့ကျွန်တော်တို့ကတော့ရုံသုံးចောင်းသုံးပဲသုံးမယ်ဆိုရင်တော့ဘယ်ဈေးလောက်ပဲရှိတယ်ပြီးရင် performance မြင့်မြင့်သုံးခြင်းလဲဆိုရင်တော့ဘယ်လောက်တွေရှိလဲဆိုတော့ကျွန်တော်အချမ်းမြင့်လေးကိုပပလေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်အခုဒါဆိုလို့ရှိရင်ကျွန်တော်ဆိုင်မှာဆိုလို့ရှိရင် laptop ဆိုလို့ရှိရင်ဒီကောင်ခောက်ချိုးလေးတွေရှိမယ် osu plate လေးဒီကောင်လေးဈေးတန်တယ် 73သိန်း900ဝန်းကျင်မှာရုံသုံးကြောင်းသုံးအစီပြေပြေတုံးလို့ရမယ်အဲ့ထက်ပို့ပြီးတော့မှအဆုဒီ vivo ဘုတ်လေးဆိုလို့ရှိရင်16သိန်းကျော်ဝန်းကျင်လေးရှိတယ်။ Huawei လေးတွေရှိမယ် Huawei ဆိုလို့ရှိရင်16သိန်းကျော်အဆု Aspire ရဲဆို Acer Aspire ရဲဆိုတော်တော်များမယ် Acer ရဲဆို Swift တွေရှိတယ် Aspire ရှိတယ် Aspire Lite တွေရှိတယ်ပြီးရင် Dell ရဲဆိုလို့ရှိရင်ကျော်73သိန်း900ဝန်းကျင်မှာပဲကျော်ရောင်းချပေးနေတာဖြစ်ပါတယ်အဲ့အပေါ်မှာနည်းနည်းမိုက်တဲ့ကောင်တွေဆိုလို့ရှိရင်တော့ HP Pavilion 15ဆိုလို့ရှိရင်တော့ သိန်း20ဝင်းကျင် i7 sorry Ryzen 7ကိုမှ9000 series အမြင့်နေဖြစ်ပါတယ်ပြီးရင်တော့ HP laptop 15 i5 ကိုမှ73 generation နေရာတော့16သိန်းဝင်းကျင်နေဖြစ်ပါတယ်အဲ့အပြင်ကကျွန်တော်တို့ဒီမှာ gaming တွေရှိမယ် gaming တွေဆိုလို့ရှိရင် MSI 10 GFC 3တွေရှိမယ် MSI 10 15ရှိမယ် ASUS TUF gaming တွေရှိမယ်ပြီးလို့ရှိရင်တော့ HP Vitas gaming တွေရှိလာမှာပဲဖြစ်တယ်ဒီကောင်လေးဆိုလို့ရှိရင်တော့သိန်း30ဝင်းကျင်25သိန်းကျော်26သိန်းဝင်းကျင် 18သိန်းဝင်းကျင်နဲ့ HP Vitas ဆို25သိန်းဝင်းကျင်နေမှာပဲဖြစ်ပါတယ်အဲ့အပြင်ကမှကျွန်တော်အမြင့်သုံးကျင်နဲ့ဒီ Premium Laptop တွေသုံးကျင်နဲ့ဆိုလို့ရှိရင်တော့ဒီခေါက်ချိုးတွေကတော့48သိန်းဝင်းကျင်မှာတော့ကျွန်တော် HP Spectre H360 ဆိုတဲ့ကောင်တွေရှိမယ်တော်လေးကိုမိုက်တဲ့ကောင်တွေပါ performance အမြင့်နေပါဗျာ Ultra 5 Core Ultra 5ကို 125H series တွေနဲ့လာတာဖြစ်ပါတယ်အဲ့အပြင်ကို Dell HPS တဲမှာဆိုလို့ရှိရင်လည်း Dell HPS 13 Plus ဆိုလို့ရှိရင် i7 12 gen 16512တွေနဲ့ကတော့58သိန်းကျော်ဒီကောင်လေးဆိုလို့ရှိရင်အဲ OLED display ကိုမှာ 3.5K resolution နဲ့ test ရမှာပဲဖြစ်ပါတယ် gaming နဲ့ရှိမယ်ပြီးရင် Dell latitude လောကအကျန်းခံပါတယ်ဆိုတော့ latitude တွေကတော့14သိန်း5000ကတော့ i5 11 gen ဝင် sorry 11 gen တွေမှာရှိမယ် ram 16K နဲ့ SSD 512တွေမှာလာတယ်ပြီးသွားလို့ရှိရင်ဒီကောင်လေးပန်းရောင်လေးကအခုမှရောက်တာလေးကတော့12သိန်းဝန်းကျင်မှာတော့ graphic card လေးတွေပါလာတာပဲဖြစ်ပါတယ်အဲ့တော့ graphic ကတုံးကျင်တဲ့မျိုးတွေရှိရင်အကုန်လုံးရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရှိမှာရုံးသုံးကြောင်းသုံးအတွက်အသင့်တော်ဆုံး laptop တွေလည်းကျွန်တော်တို့မှာရှိတယ်ရှစ်သိန်းဝန်းကျင်၉သိန်းဝန်းကျင်ကနေပြီးတော့စရှိတာပဲဖြစ်ပါတယ်အဲ့တော့ထပ်ပြပေးဦးမယ်ဗျာသင်ပတ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် Lenovo သင်ပတ်ကတော့စေသိန်း၉သိန်းဝန်းကျင်မှာရုံးသုံးကြောင်းသုံးအတွက်အဆင်ပြေပြေသုံးလို့ရမယ့်ဆက်လေးတွေရှိပါတယ်ဒီဘက်မှာဆို15သိန်းဝန်းကျင်နဲ့အရန်များတယ်73သိန်း၉သိန်းသိန်း20ကျော်မှာ Vivo Book တွေအရန်မှိုက်တယ် generation မြင့်တယ် နောက်တစ်ခုအနေနဲ့ကတော့ကျောင်းဒီမှာဒဲတဲ့က9300ဝင်းကျင်မှာလဲ i5 8 gen လေးတွေကတော့ရုံသုံးကျောင်းသုံးတွေ AC အစင်ပြေမဲ့စီးရင်စရာပိုင်းနေပို့ပပပလုံးလို့ရမှာပဲဖြစ်ပါတယ်အခုနောက်ပိုင်းအများကြီးရောက်ထားတာတော့ HP Provo တွေကတော့9300ပဲ i5 8 gen မတယ်ဘော်ရီနေနဲ့အလုံးတန့်ဆုံးလေးဖြစ်ပါတယ်ဗျာနောက်တစ်ခုကတော့15သိန်းကျော်ထဲမှာဆိုလို့ရှိရင် graphic card နဲ့ Dell Latitude series တွေရှိတဲ့ display အကျယ်နဲ့ လက်တီယူစီရီယိုမှာ graphic card ပါသေးတယ်အဲ့ကောင်နေ15သိန်းဝန်းကျင်ပဲပြောရမှာပါနောက်တစ်ခုကတော့7သိန်းဝန်းကျင်7သိန်းမပြည့်တဲ့ဈေးမှာဆိုလို့ရှိရင် HP Pro Book တွေကတော့လက်မကြကြဲအားရပါးရသုံးလို့ကောင်းတဲ့ကောင်နေဖြစ်ပါတယ်ကောင်လေးရော i3 တွေဖြစ်ပါတယ်ဒါဆိုတော့9သိန်းကျော်7သိန်းမပြည့်တဲ့ဈေးနဲ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကဒီကောင်နေဆို10သိန်းဝန်းကျင်မှာတင်ပတ်နောက်ဆုံးရောက်ထားတာကကျွန်တော်တို့ရှိမှာတော့ notebook တွေကတော့ဒါအစ်စ်မဟုတ်ဘူးနော်ဘူးတွေပါတယ်ပါတယ်အစ်စ်လုံးဝမဟုတ်ဘူး ဒီကောင်လေး display ဆက်နှစ်လမ်းမဆိုင်လောက်ပဲဖြစ်မယ်ဝက်ကန်နှလုံးအရှိတလုံးနောက်တလုံးပါမယ်360ခောက်လို့ရတယ်ပြီးလို့ရှိရင် touch pan လေးပါအောင်မယ် touch pan လည်းကျွန်ဘေးမှာပေါ့နော် touch pan ပါတဲ့ဒီကောင်လေးဆိုလို့ရှိရင် CPU ပေါ့ပေါ့ပါပါတုံးရတဲ့ customer တွေအကြိုက်ဖြစ်ပါတယ်ကိုသိန်းစွတ်စွတ်မဲ့ကြာမှာဖြစ်ပါတယ်ကိုသိန်းစွတ်စွတ်မဲ့ပန်လည်းပါတယ် Amazon တစ်ချပေးရတဲ့ကောင်တွေကတော့ RAM 8GB SSD 256နဲ့ဒီကောင်တွေကတော့ AMD 6000စီပန်နီယံဆေးပါလေးအနိတ်လေးပေါ့နော်အဲ့ကောင်လေးရောက်တယ်ပေါ့ဗျာဘူးစုံခွက်စုံနဲ့ရောက်တယ်အလုံးတန့်နေပြီပဲဖြစ်တယ်နောက်တစ်ခုနေနေတော့ကျွန်တော် Acer ထဲမှာလည်းအများကြီးရှိတယ်ဒဲဒဲထဲမှာဆိုလို့ရှိရင်လည်း HPS Latitude Inspiron Subbin စုံနဲ့ gaming နေရှိတယ်ပြီးလို့ရှိရင် Acer ဆိုလို့ရှိရင်လည်း Acer Swift တွေရောက်တယ် Aspire တွေရှိတယ်အကုန်ရှိတယ်အဲ့တော့ဗျာကျွန်တော်တို့ရှိမှာတော့ second laptop တွေ Renny 6လပေးတယ် software နဲ့ပတ်သက် live time run နေပေးရတဲ့အတွက်ကြောင့်မလို့ရိုးရိုးကြီးကြီးစိတ်ဆက်လက်ချအားပေးနိုင်ပါတယ်ဒါကလည်းအခုဒါကျွန်တော်ပြတာတော့ laptop ပဲဈေးတွေဖြစ်နေတယ်ဂျုံသုံးကျောင်းသုံးသုံးနေဆိုဘယ်ဈေးလောက်သုံးရမလဲဆိုတဲ့ဟာလေးအကြမ်းမြင့်သိစေခြင်းလို့ကျွန်တော်ပြတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ရှိမှမဝယ်ရင်တော့မှကိုသုံးမဲ့ဟာလေးကိုကျွန်တော်တိုင်ပင်လို့ရတယ်မဝယ်လုံးဝမဝယ်ရင်တော့မှဈေးလေးလာလေးလာလို့ရတယ်ဘယ်ဈေးတွေဘယ်လိုတွေဖြစ်နေလဲဆိုတာလေးကိုလာလေးလာလို့ရတယ်ကျွန်တော်တို့ရှိမှတော့စိတ်ချလက်ချ ဂျုံကြည်ကြည်အားပေးနိုင်တာတော့ဈေးနှုန်းကတော့အသင့်တော်ဆုံးလုတ်ပေးတာတယ်အာမခံခိုင်မာဆုံးပေးရတယ်လို့ပဲကျွန်တော်ဂျုံကြည်ကြည်နဲ့ပြောချင်ပါတယ်အဲ့တော့လိုအပ်လို့ရှိရင်လက်တော်ဘီရှိပါတယ်ဆက်သွယ်ပါမှာယူပါအားပေးပါကျေးဇူးတင်ပါတယ်ဗျာ